တော်တို့လူငယ်ခေါင်းဆောင်တွေအများကြီးပေါ်ထွန်းလာခဲ့တယ်။ဟောတော့ဒါဗုဒ္ဓတာဖုံးကျော်ဆိုလည်းပဲဒါလူငယ်လို့လည်းပြောလို့ရတယ်လူလက်ပိုင်းပေါ်ဗျာ။ပြီးတော့ကျွန်တော်အရကတက်တော့ AA ရဲ့လက်ရှိပေါ့နော်။ဒါဗုဒ္ဓထွန်းမြတ်နိုင်ဆိုလည်းပဲလူငယ်လို့လည်းဆိုလို့ရတယ်လူလက်ပိုင်းပါ။ကင်ဒီမာလည်းပဲကျွန်တော်တို့ဒီလိုမျိုးမျိုးဆက်တွေထွက်လာခဲ့တယ်။ဒါဟာကျွန်တော်တို့ပြည်သူအားလုံးဒါတကယ့်ကိုညင်ကျင်တဲ့ဒါကျွန်တော်တို့လူငယ်တွေရဲ့အင်အားပေါ့ဗျာ။တိုင်းရင်းသားခေါင်းဆောင်တွေကလုံးဝ ရောင်စန်းစုကြည်ပေါ်မှာ respect ထားပြီးသားအပြင်ကို तू ဘာလုပ်နေလဲဆိုတဲ့ဟာကို तू ကစောင့်ကြည့်ပြီးတော့သူ့အပေါ်မှာ तू ဥဆောင်လို့ဒါဖြစ်လာတယ်ဆိုတာလက်ခံပြီးသားအားလုံးမင်္ဂလာပါကျွန်တော်ရဲဘော်ရှမ်းလေးပါဒီနေ့အပါတီနဲ့ပေါ့နော်ကျွန်တော်မိဘပြည်သူတွေပြန်လည်ပြီးတော့တွေ့ဆုံပါပြီအဲဒီအပိုင်းမှာပါတီအကျမ်းမာရေးအဲနည်းနည်းလေးခြူကြသွားတာလေးလည်းရှိသေးတယ်နော်ပါတီအင်းဆိုတော့ဇယားတွေကတော့ကျွန်တော်တို့စကားပြောနေပြီဒါပေမဲ့ ော်လှန်သောစိတ်ကတော့ကနေ့အချိန်ထိရေရတောက်နီးရဲနေစေပေါ့ဆိုတော့ဗာတိကျွန်တော်ဒီနေ့ပေါ့နော်ဒါဗိုလ်ချုပ်တာပုံးကျော်ရဲ့ဒွန်ဆန်းစွတ်ကြည်ဘယ်ဒီဝစ်လောက်လိုက်တဲ့ရုပ်သံဗီဒီယိုဖိုင်လေးတစ်ခုကိုတွေ့လိုက်တယ်ဆိုတော့ happy birthday ဒွန်ဆန်းစွတ်ကြည်မြန်မာနိုင်ငံကို ပြန်လည်ပြီးတော့အမြန်ဆုံးလွတ်မြောက်ပြီးတော့ပြန်လည်ဥဆောင်နိုင်ပါစေဆိုတဲ့သူ့ရဲ့ဆုတောင်းစကားလေးကိုလည်းကျွန်တော်တို့ကြားလိုက်ရပါတယ်ဆိုတော့ဒီ TNL လေးဒါခေါင်းဆောင်တယောက်အနေနဲ့ ေါန်ဆန်းစုကြည်အပေါ်ပြည်သူလူထုနဲ့ထတ်တူပေါ့နော်ရှိနေတာဘာကြောင့်လဲဆိုတာပါတီရဲ့အမြင်လေးသိချင်လို့ပါဟုတ်ဟုတ် Happy birthday ဒေါန်ဆန်းစုကြည်အမြဲဆုံးလုံမြောက်ပါစေမြန်မာပြည်ကိုအမြဲဆုံးဦးဆောင်နိုင်ပါစေအဲပါတီရဲ့အမြင်ဆိုတော့ပြောရတာပူကောင်းတာပေါ့နော်တပုံကျော်ဆိုတာတည်ရလည်းမလေးတအောင် တက်မတော်ရဲ့သူကအကြီးကင်းဘူးနော်အဲ့တော့သူဒီဘာလဲဆိုတော့သူကအခုသူတို့ကလွတ်မြောက်ခွင့်ကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေတာကိုသူတို့ကအဲ့ဒီဘယ်လိုခေါ်မလဲရွှေရည်စင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေတာကိုသူကရခဲ့တယ်နော်အဲ့ဒီအချိန်မှာသူကတိတ်ပြီးတော့ try နေတယ်ဘာကြီးအရင်ပြောခဲ့ဘူးတယ်ဒီ TNL ပလောင်အမျိုးသားတွေရဲ့ပလောင်လူမျိုးတွေရဲ့ generation လူငယ်တွေကိုဟုတ်လူတွေမသိအောင်လို့ပေါ့နော်ဘယ်သူမှမသိနိုင်ခင်မှာပဲသူတို့ကဒီတွတ်တယ်ပေါ့နော်ဒီမြို့ကြီးပြကြီးတွေနောက်ထပ်နိုင်ငံခြားဟိုပေါ့နော်ပညာသင်တွတ်တယ်လူဟာတိတ်အရေးကြီးတဲ့ဒီပညာတက်တက်မြောက်မှုကအရေးကြီးတယ်ဆိုတော့လေအဲ့ဒီတပ်ပုံကျော်တို့ကနောက်မကြောက်ဘူး တိခဲ့တယ်တိခဲ့တိခဲ့တဲ့အတွက်သူကအဲ့ဒီမှာလွတ်တယ်သူကလည်းငโกလေးကပါပြီးသားနော်ဒီ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 တို့88ဘာညာရဲ့အဆက်နောက်ဆက်တွဲပေါ့နော်ဟုတ်ပါအဲ့ဒီမှာသူတို့ပါပြီးသားဘာကြောင့်လဲဆိုတော့အခုအမေရိကန်မှာရှိတဲ့အမေရိကန်တို့နိုင်ငံတကာမှာရောက်နေတယ်အေးအဲ့ဒါလေးလည်းခဏလေးရပြီအဲ့အဲ့ဒီကိစ္စလေးလည်းပြောရမှာပေါ့နော်အကုန်လုံးပေါ့အဲ့ဒီမှာရှိတဲ့သူတို့တွေနဲ့အချိန်ဆက်အကုန်ရှိတယ်နော်အဲ့လိုရှိတော့အဲ့လိုလှုပ်လိုက်တဲ့အချိန်မှာတေးကြတာတခုကတော့မင်းလက်ခံရင်လက်ခံ မလက်ခံလဲနေဆိုဖာဒီရဲ့တုံးကကြောင့်ဟုတ်သူကတာဝန်ထမ်းဆောင်နေတာဒီသူရဲ့ DNL တက်မတော့မှာနော် DNL တောင်းတက်ဖွဲ့မှာဟုတ်ကဲ့ဒါပေမဲ့သူရဲ့စိတ်ထဲမှာသူ့လိုပဲတခြားလူတွေလည်းရှိပါတယ်အဲ့ဒါတော့မဖြစ်ဘူးဒါမြင်သူ့ရဲ့စိတ်ထဲမှာကငါတို့နဲ့တင်မပြီးဘူးပြည်တော်စုဖြစ်မှာအဲ့ဒီပြည်တော်စု ဖယ်ရယ်ပြည်တော်စုအစိုးရဆိုတဲ့ဟာယူနေเนาะငါတို့နဲ့မပြီးဘူးပြောရရင်ကွာ EAO တွေ EAO တွေ EAO တွေနဲ့ဒီမပြီးဘူးဟောပါเนาะဒီအနိုင်မဲ့ခေါင်းဆောင်ပေါ့เนาะအနိုင်မဲ့ပေါ့เนาะတို့မြန်မာနိုင်ငံအတွက်ကတော့အနိုင်မဲ့ပါเนาะတို့အောင်ဆန်းစုကြည်ပါမဖြစ်မယ်ဆိုတဲ့ကိစ္စသူလိုလူမျိုးเนาะသူ့လိုခေါင်းဆောင်မျိုးကဟိုပါပြုတ်ဥဆောင်မှာ နော်သူတို့တွေခုစီးဥစည်းရုပ်ဖြစ်နေပြီနော်ဟုတ်တယ်ပါလေနောက်လိုက်ကောင်းဖြစ်အောင်သူတို့ကြိုးစားနေတဲ့ထဲထဲမှာပါအားလည်းကြောင့်မလို့သူတို့ဒီနေ့အထိဖြစ်ပါလေဒီနေ့ခုပါလေပြောလိုက်တဲ့စကားဟာကျွန်တော်လက်ရှိတော်လန်ရေးမှာဒါနီးမျိုးစုံနဲ့ပါဝင်နေတဲ့ကျွန်တော်တို့လူငယ်တွေအားလုံးဒါလိုက်နာကျင့်သုံးရမယ့်စကားတစ်ခုလို့တော့မှာဆိုလို့ရတယ်ကျွန်တော်တို့ဟာဒီနောက်လိုက်ကောင်းဖြစ်ဖို့အတွက် ကြိုးစားဖို့အရေးကြီးတယ်ပေါ့နော်အဲဒီကနေ့ဆိုရင်ဒါဗိုလ်ချုပ်တာပေါင်းကျော်ကဒေါန်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ဒီ battery waste ပြီးတော့ဒါပေါ့နော်အဲဆူတောင်းစကားပြောလိုက်တာဟာသူကိုယ်၌လည်းပဲနောက်လိုက်ကောင်းဖြစ်ဖို့အတွက်ကြိုးစားနေတယ်ဆိုတာမျိုးကိုကျွန်တော်တို့အားလုံးထင်ရစေတယ်ကျွန်တော်တို့မှလည်းပို့ပြီးတော့တတိတရားတွေပေါ့နော်ရှိစီခဲ့အဲ့ဒီမှာ तू ကဘာလို့ तू ကတွားလဲငါတို့ဟာတိတ်ဆိုးရင်နေတယ်မြေပြန့်ကလူတွေဆိုးရင်နေတယ်ငါတို့ဟာခွဲထွက်ဖို့မဟုတ်ဘူး နော်ငါတို့ပလောင်တိုင်းသားတွေကခွတ်ထွက်ဖို့မဟုတ်ဘူးဒီပလောင်တိုင်းသားတွေဥဆောင်နေတဲ့ငါတို့ရဲ့ခေါင်းဆောင်တွေရဲ့စိတ်ထဲမှာသူတို့ရဲ့စိတ်ထဲမှာခွတ်ထွက်ဖို့မဟုတ်ဘူးဖယ်ရယ်ပြည်တော်စုပြည်တော်စုဖယ်ရယ်ဒီမိုကရေစီဆိုတော့အော်တိုမက်တစ်ပါပြီဗျာအဲ့ဒီဒီမိုကရေစီလမ်းထဲမှာတွေ့ပြီနေမယ်ဆိုလို့ရှိရင်ဘယ်တော့မှဖယ်ရယ်မရဘူးနော်အဲ့ဒါဖြစ်တဲ့အတွက် तू ကအဲ့ဒါကိုတိထားတယ်ဒါပေမဲ့လို့ ပြောမထွက်နိုင်တဲ့ဟာတွေပြောလို့မရတဲ့အခြေအနေတွေအဲ့အတိုင်းဓာတ်တွေနဲ့ဒါပေမဲ့သူတို့ရှိမှခိုင်မာတဲ့တဏိဋ္ဌာန်တွေနဲ့ဘယ်လန်းကိုရှောက်မှငါတို့လူဖြစ်မယ်ဆိုတာနော်အဲအဲ့ဓာတ်တွေကိုသူတို့တိထားတဲ့တွေ့ဒေါ်ဆန်းစုကြည်ကိုသူကတခြားလူတွေရာစုမတောင်းမိမယ်လို့သူတို့ယင်ထဲမှာရှိတယ်မင်းတခြားဟာမပြောနဲ့အခုလူမျိုးတိုင်းသားခေါင်းဆောင်တွေမပြောနဲ့အခုတိုင်းသားကဒီကအရက်ပဲပြောတာတော့ဝတ်သွေးလူစမ်းတဲ့အနေနဲ့မင်းတို့အောက်ကလာတဲ့ ဟိုမြေပြန်လာတဲ့ကောင်လေးတွေမင်းတို့အောင်သံသူကြီးကနော်အမင်းတို့ဒေါ်စုအမင်းတို့အမေစုကလည်းဟိုဘာရီညာတွေသူပဲလေဟိုဟာကိုသွားပြီးတော့ဟိုဟာလုလိုက်တာစစ်တပ်ကိုသွားပြီးတော့အသက်သွင်းလိုက်တာကြားသူကိုအသက်သွင်းလိုက်တာဘာညာပြောတာဒါကဘယ်လိုရှိလဲမင်းတို့လူငယ်တွေရဲ့ thinking scale tempo ဘလောက်မြင့်လဲအဲ့ဒါကိုဒီတိုင်းရင်းသားကောင်းဆောင်ကြီးပြောလိုက်တာတကယ်တော့မင်းကလည်းပြောရလို့ယူလို့ရှိရင်တိုင်းရင်းသားကောင်းဆောင်ကြီးကိုယ်တိုင်ကမင်းကလည်းတိုင်းရင်းသားကောင်းဆောင်ကြီးကလုံးဝ ဒေါန်ဆန်းစုကြည်ပေါ်မှာ respect ထားပြီးသားအပြင်ကိုသူဘာလုပ်နေလဲဆိုတဲ့ဟာကိုသူကစောင့်ကြည့်ပြီးတော့သူ့အပေါ်မှာဟိုပြပြီးသားသူဦးဆောင်လို့ဒါပြလာတယ်သူကလက်ခံပြီးသားနောက်ဆုံးကွာဟိုအနည်းဆက်ဆုံးပြောရလို့ရှင်တော့ KNU ဘာကြောင့်မလို့ KNU ပါတီမထောင်တာလဲပါတီဝင်ရောက်မယွေးတာလဲဆိုတာသူတို့ပြည်နယ်ထဲမှာ သူတို့ဒေတာတွေမှာနောက်ထပ်တခြားဟာတွေကလည်းဘယ်လိုကောင်းလဲလုံးဝပါဆိုပြီးတော့သူကလည်းအေးရသူကတက်တက်နေတယ်နော်အာကချင်းကသူကတက်တက်နေတယ်အေးအဲ့တိုင်းသားလက်နက်ကင်တွေမပါဘဲနဲ့ခေါင်းဆောင်တွေရဲ့ဥဆောင်မှုမပါဘဲနဲ့သူတို့ဒေတာတွေမှာအဲ့ဒွန်ဆန်းစုကြည်ဥဆောင်တဲ့အဲ့ energy ဝင်ရွေးအောင်လို့ energy ဝင်ပြီးတော့ဟိုကပြောင်းလို့ဒါဟုတ်ကဲ့အဲ့တော့ဂိုးစာကတော့တာဖုံးကျော်ရဲ့လုပ်ရက်ဒီသူ့ရဲ့ ဥဆောင်လမ်းမှာမီးထိုးပေးလိုက်တဲ့ကိစ္စကြီးတေးကြတယ်။မင်းဒါ तू ကရှင်းရှင်းပြောရလို့ချင်းလူငယ်กว่าဟုတ်တယ်။နော်လူငယ်ဆိုတော့မင်းလူငယ်ဟာသူ့မှာအနာဂတ်ရှိတယ်။သူ့အနာဂတ်ကသူ့လူမျိုးရဲ့အနာဂတ်ပဲ။သူ့လူမျိုးရဲ့အနာဂတ်ကဒီသူ့သူနေတဲ့တိုင်းပြည်ရဲ့အနာဂတ်ပဲ။အဲ့ဒါအတွက် तू ကအဲ့လူမျိုး तू ထွက်ပြီးတော့ပြလိုက်တယ်။မပြသေးတဲ့လူတွေကိုလည်းမင်းဘာမှမဖြစ်ဘူး။ဘာလို့ဆိုမွေးနေ့လေတခုအတွက်နဲ့လှူရှားမှုအတိုင်းတာဒီနော်ကြံတဲ့လူတွေကလည်း ထုတ်တာမပြောတာထုတ်တယ်ပြောတိုင်းသားကောင်းဆောင်ဒီလောက်တောင်ကွာငါတို့မင်းမိပြန်အကောင်ဒီမင်းကလည်းမထွက်တဲ့ကောင်ဒီရိုက်တတ်လို့တော့မကုန်ဘူးနော်ဆိုတော့အဲကျွန်တော်တို့ဒီနေဦးတော်လှန်ရေးလို့အများကတော့ကျွန်တော်တို့လက်ရှိပေါ့နော်တော်လှန်ရေးဒီမှာကျွန်တော်တို့သုံးနှုန်းကြတာရှိတယ်ဗျဒါပေမဲ့ကျွန်တော်တို့ဒီတော်လှန်ရေးဟာအနွေဦးကနေပေါက်ဖွားလာတယ်ပေါ့နော်ဒါ2021အနာတိတ်တဲ့ကျွန်တော်တို့နောက်ပိုင်းတွေမှာထွက်ပေါ်လာတဲ့လူငယ်အင်အားစုတွေ ਨੇ ပြီးတော့အရင်ကတည်းကဟလာလက်နဲ့ဆွဲကင်ပြီးတော့ကျွန်တော်တော်လှန်ခဲ့တဲ့ ဒါကျွန်တော်တို့ TNL လေးတို့လို KNA တို့လို KNU တို့လို့ပေါ့နော်အခြားသောတပ်ဖွဲ့ဝင်တွေအများကြီးရှိပါတယ်အဲ့လိုဒါတွေအကုန်လုံးပေါင်းပြီးတော့လက်ရှိအာနာရှင်ဟိုအယူမီပိုင်းဖြစ်စီတဲ့ဒါအခြေအနေပေါ့နော်အဲ့ဒီအချိန်မှာမှခုနကတော့ party ပြောရသလိုမျိုးကျွန်တော်တို့လူငယ်ခေါင်းဆောင်တွေအများကြီးပေါ်ထွန်းလာခဲ့တယ်ဟုတ်တယ်ဟောတော့ဒါဗိုလ်ချုပ်တာပုံးကျော်ဆိုလည်းပဲဒါလူငယ်လို့လည်းပြောလို့ရတယ်လူလက်ပိုင်းပေါ်ဗျာဒီလိုအခြေအနေပေါ့ဆိုတော့ ီးတော့ကျွန်တော်အရကတက်တော့ AA ရဲ့လက်ရှိပေါ့နော်ဒါဘုရုပ်ထွမျက်နိုင်ဆိုလည်းပဲလူငယ်လို့လည်းဆိုလို့ရတယ်လူလည်းပိုင်းပါပဲနော်ပြီးတော့ကျွန်တော်တို့ကင်ဒီမာလည်းပဲကျွန်တော်တို့ဒီလိုမျိုး new set တွေထွက်လာခဲ့တယ်ဒါဟာကျွန်တော်တို့ပြည်သူအားလုံးဒါတကယ့်ကိုညင်ကျင်နဲ့ဒါကျွန်တော်တို့လူငယ်တွေရဲ့အင်အားပေါ့ဗျာဆိုတော့ဒီအင်အားကိုကျွန်တော်တို့ပေါ့နော်အာပါတီတို့ရဲ့ဒါအီလူကြီးပိုင်းတွေနဲ့ ကျွန်တော်တို့ချင်းဆွဲတက်ဖွဲ့ဝင်တွေအကုန်လုံးပေါင်းပြီးတော့ဗောနော်အခုလိုမျိုးကျွန်တော်တို့ထိုးစစ်တွေလုတ်လိုက်တဲ့အချိန်မှာအဲသူတို့တကယ်ကဘာအဆင့်ရှိပါတယ်ဆိုတော့ Standard Army ကြီးကအတမလားလုံးဝကိုပြိုလဲပျက်စီးပြီးတော့အဲတိုက်တိုင်းရှုံးအခြေအနေကြီးတောင်မှကဘာကြီးကဒါတက်မှတ်လို့ရတဲ့အခြေအနေထူးအောင်ရောက်သွားတာတိုက်ပွဲဖြစ်တိုင်းတိုက်ပွဲဖြစ်တိုင်းလဲရှုံးအခုအချိန်ဒီလဲရှုံးအဲခွေးပြီးခွေးပြီးပြရတဲ့အခြေအနေပေါ့ဗျာတမလားတကယ်ကိုဂုံသိကမရှိတော့တဲ့အခြေအနေပါဟုတ်ပြီဒါဆိုရင်ဒီနေ့ဗိုလ်ချုပ်တာပုံးကျော်က ဒါ तू ဟာဒါအခြားသောဒါခေါင်းဆောင်တွေဗရိတ်ဝစ်လုံချင်းမလုံချင်းဆိုတာထက်နော်ပြီးတော့ကျွန်တော်တို့အချို့ဒါမျိုးပြဒေသတွေမှာရှိတဲ့ပြီးတော့အချို့သောနေရာတွေမှာရှိတဲ့လူငယ်တွေဗရိတ်ဝစ်လုံချင်းမလုံချင်းဆိုတာထက်သူတို့ဟာလက်ရှိပြည်သူလူထုနဲ့အတူတူရှိတယ်ပြီးတော့နောက်လိုက်ကောင်းဖြစ်ဖို့လဲစ조사နေတဲ့ခေါင်းဆောင်တွေလည်းဖြစ်တယ်ဒါပြီးတော့ငါတို့အကုန်လုံးကစီကန်းရှိရှိနဲ့စနစ်တကျနဲ့အတူတူပူပေါင်းလှုပ်ဆောင်မှတာလျင်ဒါကျွန်တော်တို့ပြည်တော်စုကြီးတစ်ခုလုံးဒါအာနာရှင်စနစ်အောက်ကနေပြီးတော့လွတ်မြောက်မယ် ်အကုန်လုံးပေါင်းမှသာလဲဖက်ဒရယ်ဒီမိုကရေစီတိစောက်နိုင်မယ်ဆိုတာမျိုးကို तू ကထင်ဟပြစေခဲ့တာနော်ကျွန်တော်တော့အဲ့လိုမြင်တယ်ပါတီပြောလိုက်တော့ပို့ပြီးတော့ပြည့်စုံသွားတယ်ပါတီကတော့ပါတီကတော့ဟိုနမ်းဖြူတယ်ပဲပြောပြောပေါ့နော်အဆုံးသတ်တည်ဘူးပဲပြောပြီးတယ်လို့ပြောပြောပေါ့နော်တကယ်တော့ဒီကိစ္စကဟိုလိုမျိုးဖြစ်စင်နိုင်ဖြစ်စင်နိုင်ရင်တခုခုမှာသူ့ဟာနဲ့သူအလုတ်လုတ်တဲ့လူဟာ အလွယ်အမှားလေးနည်းနည်းတော့ရှိရမယ်ဒါလူတိုင်းသိပါတယ်တော့လူတိုင်းလည်းပြောနေပါဟုတ်ပါတယ်ပါလေဒါပေမဲ့ဟိုတချို့ကိစ္စတွေကြတော့အဲ့ဒီလွဲမှားတဲ့ကိစ္စတွေနဲ့ဖြောင့်မတ်မှန်ကန်တဲ့ကိစ္စတွေတန်ဖိုးရှိတဲ့ကိစ္စတွေအများကြီးဖြစ်တည်ခဲ့တယ်ဟောပြောဘာကြောင့်နမူနာလေးပြောမယ်ဆိုလို့ဆိုဘာကြောင့်ဒေါ်ဆန်းစုကြည်ဟာဘာကြောင့်ခေါင်းဆောင်ပေါင်းပါလဲဆိုတော့အကျဉ်းချမျိုးပေါ့နော်အဲ့လိုပါတို့ရှိစစ်ရှိပြရတယ် ြောရလို့ဆိုလို့ရှိရင်အမေယောဂန်နေဖြစ်ခဲ့တဲ့ဟာကြီးအများကြီးပဲပေါ့နော်အဲ့ဒါမျိုးတွေရှိခဲ့တဲ့အတိုင်းမှာတော့မှအဲ့ဒီရှစ်ဆင်းရှစ်ဆူတဲ့ဟာကြီးကဒေါအောင်ဆန်းစုကြည်အတိုင်းပြည်ကိုကူးဆောင်နေမယ်ခေါင်းဆောင်နေမယ်အဲ့ဒါကိုစိတ်ထဲရတယ်ဘို့မသိစိတ်အပေါ်မြောက်ပြုံးကြည့်ပြီးသားတစ်ချက်ကလေးပဲစိုးရင်နော်တူကပါလဲဆိုတော့သူ့ရဲ့ကတ်ချာတွေဒီ ီအနောက်ဥရောပမှာကြီးပြင်းတာအိန္ဒိယအိန္ဒိယပြီးတော့နောက်တဲ့အနောက်ဥရောပမှာကျစ်ပါတဲ့တွင်ဟောကိုနိုင်ငံတွေလိုပဲနော်သူကတို့နိုင်ငံကိုတို့နိုင်ငံရဲ့ culture တွေတိုင်းသားရဲ့ culture တွေပေါ့နော်ဒီဥစားတွေအကုန်လုံးပေါ့နော်အဲ့ဒါကိုသူထဲထဲဝင်ဝင်ခံစားနိုင်ပါမလားခံစားပြီးပြီလားမခံစားရသေးဘူးလေသူကတော့သိတယ်သိတာပေါ့ခံစားအဲ့ဒီမှာတခါတလေဘယ်လိုခေါ်မလဲနည်းနည်းလွဲသွားတာလေးတွေရှိမှာအဲ့ဒါကိုပဲဆိုရင် အဲ့ဒီအချိန်မှာတစ်ဖက်ကဘာဖြစ်လဲဘက်ကစစ်အာဏာရှင်စစ်ကောင်စီဘက်ကပုံနေကြတော့ဒီဘလူခေါ်မလဲဒေါ်စန်းသူကြီးကိုဒီလိုဒီလိုဒီသူတို့ကယဉ်နေတာမဟုတ်ဘူးသူတို့ကသူတို့ဘလူခေါ်မလဲဘိုးကျော်စန်းနဲ့ဒီဒီတက်မလို့ကြီးကိုသူကဒီတက်မလို့တယ်ပဲဆိုတော့အဲသူတို့ကဘလူမျိုးထားပဲခုနေပြီးတော့နောက်မှရှိတဲ့အမျိုးသားပြလိုက်လို့ဘာလို့ဆိုတဲ့ဟာဒီမြေသူမျိုးစုံဝင်ရောက်ကြီးကြီးနိုင်ပါတယ်သူပြောဘူးဘလူခေါ်မလဲကြီးမဲ့ကောင်ကသူ့ရှိသွားရင်လည်းလမ်းနေရင် ဘလူခေါ်မိတာဆန္ဒနဲ့တင်ဟိုဘလူခေါ်မလဲအမျိုးလုတ်ထားတဲ့အာမျိုးအဲ့ဒါမျိုးဒါမဲ့အန်တီစုကိုကြတော့อืมတော့ပါလဲသူတော့ဒီမှာကျွန်တော်တို့ဓာတ်ရီလုတ်ထားပါတယ်ဟုတ်အဲကောမလေးနေပါလုတ်ချင်တယ်နေပါဖြစ်ချင်တယ်อืมအဲဟိုကနောက်ပြီးတော့မမကြီးပါလုတ်ချင်ပါဖြစ်ပါဖြစ်ချင်ပါလဲသူရဲ့ဟာကြီးလည်းပြအဲ့တော့ဒီဥစ္စာစာနဲ့ရေးထားတာကြီးအကုန်ကောင်းတယ်အဲ့ဟိုဒေါန်းဆန်းကြီးကလည်းဟိုလူမျိုးပေါ့ကွာဟိုပြောချင်တာငကုံလုံးကကြားခဲ့ဘူးတယ်ကြားခဲ့ဘူးတယ်သိခဲ့ဘူးတယ်ပြောပါလို့ ။ဟိုသက်စုကြီးကဒီသူ့ကုင်94 94ပြဿနာ94လို့ပြောရမှာပေါ့နော်။အဲကိုကိုကိုနှွင့်ကြီးလို့သူများတကပေါ့မပေါ့ကြပြဿနာ94ကိုတို့ငကူကာလကအဲ့ဒီမှာတို့တွေဒီပြန့်ကိုပြန်မရောက်နိုင်ဘူးကာလမှာ။အဲ့ဒီသက္ကသဘက်ကနေအဲ့ဒီဟာကြီးကိုပေါ့နော်။ဒါကဟိုနိုင်ငံတော်ဦးစားအမှုလို့ပေါ့နော်။တို့တို့ဒီဥစ္စာကိုပြန်ပြီးတော့ ွဲပေးဖို့ပါဖို့ပေါ့နော်အဲ့ဒါလေးသူကြိုးစားတယ်စကားသာဘက်ကောက်ကောင်ကြိုးစားတယ်ဟောမောင်ခင်ကြီးတို့တော့ပါသလားမသိဘူးအဲအဲ့ကိုအုပ်စုကကြိုးစားတယ်ကြိုးစားတော့ရောင်းစန်းစုကြီးကအပေးရမှာပေါ့နိုင်ငံတော်ကသူပြန်တွဲရမှာပေါ့နော်ဟိုကြည့်ဟိုခန်းစား권မရှိဘူးဆိုလို့ရှိရင်လည်းဘုဒ္ဓကမိသားစုခန်းစား권မရှိဘူးဘာညာဆိုရင်လည်းသူပေးရမှာပေါ့ဟုတ်ဒါပေမဲ့တကယ်ပြည့်ပြည့်စုံစုံနေပေါ့ကွာဟိုကပြောသလိုပေါ့နော်ဟိုနောက်ဆုံးစကားပြောမတဲ့လူဖမ်းမယ်ဆိုရင်လည်း ကျမဟိုဖမ်းဖရမ်းမှာယူလာခဲ့ပါပေါ့နော်တရားတရားဟိုပါပေါ့ဥဥပဒေအရရှိတွေပါခေါ်လာခဲ့ပါပေါ့အဲအတားမျိုးပေါ့ကွာဟိုဒါဒါတော့ဖမ်းနေစီးရဲ့ကိစ္စအဆင့်တွေအဲ့လိုမျိုးနဲ့ဒီဘဲပေးဖို့ကိစ္စဆိုလို့ရှိရင်လည်းနိုင်ငံတော်အဆင့်ဒီနဲ့လာခဲ့ပါပေါ့လာလိုက်တယ်အဲ့တော့လာတယ်လို့တည်တယ်ဒါတော့တည်ကြတဲ့ကိစ္စအဲ့ဒီမှာနောက်တစ်ခေါက်လာနောက်ခေါက်ဆက်ဆက်ကြီးပေါ့တိတ်ပြီးတော့ဘယ်လိုခေါ်မလဲမောင်တန်းရွှေတို့ဟို တိတ်ပြီးတော့မျက်နာတိတ်ပြီးတော့လှုပ်ပြပြီးတော့ပေါ့နော်ဟုတ်အဲသူတို့ဟိုလှုပ်ချင်တဲ့ကောင်တွေကလာဟိုကခိုင်းတာတော့ခိုင်းမခိုင်းတော့ဘူးอืมငါတို့ပြောမယ်ဆိုရင်ဒါဒါရောရှိတယ်တော့တလောက်အကြောင်းပေးလိုက်လို့ရှိရင်အဲ့ဒီဥစားကိုသူတို့ကဘလို့ဓမြတိုက်ပြီးပြန်ယူရယူရဆိုတဲ့အဲစစ်ကောင်းဆောင်တွေပဲအဲ့ကောင်တွေကသွားတယ်လုံးသက်ကြီးကသူပြေးမယ်လို့ပြောတာပေါ့ဟုတ်ဒါပေမဲ့သူကပါပြန်အဲ့နောက်တစ်ခေါက်လာတဲ့အချိန်ကတော့ ယ်လေတော့တစ်ခေါက်လည်းနှစ်ခေါက်လည်းသုံးခေါက်လည်းဘူးလည်းမပြီးပါဘူးတော့တိတိကျကျမပြီးဘူးအဲဆိုလို့ရှိရင်လေတာဝါလိန်လန်းကဘူချုပ်ကြီးရုပ်ဆိုတာနိုင်ငံလုံးမှာအဲ့မှာပဲအထင်ကြီးရရှိတဲ့အဲ့ဒီနေရာကအဲ့ဒီနာရဲ့ရှေ့မှာသူကမျက်နှာချင်းဆိုင်မှာစက်မှုလက်မှုအထက်တန်းကြောင်းနော်အဲစက်မှုလက်မှုအထက်တန်းကြောင်းဒီဝိုးသားနဲ့တွဲရဲ့အဲ့ဒီရဲ့နောက်မှာမှာတာဝါလိန်လန်းအတင်းထဲမှာဘူချုပ်ကြတိုင်လုပ်ထားတဲ့အဲ့ဒါကျမတို့အဲ့ဒါကိုလေ တို့တို့ပြန်ပွဲပြီးဘူးစဉ်းစားပါဘောအဲ့ဒါကပြည်သူပိုင်ဆိုပြီးတော့လှုပ်ထားတယ်လေဘုရုပ်ပြတယ်ဆိုပြီးတော့လှုပ်ထားတယ်ဟုတ်ပါဘူးအဲ့တော့ဒုံဆန်းစုကြည်ရဲ့သူ့ကိစ္စသူ့ရဲ့သူ့ရဲ့ဟိုကပေါ့သူ့ရဲ့ဟူစာဘူးသူ့ရဲ့ပါဝါပေါ့သူ့ရဲ့ဟိုကဟိုကသူ့ရဲ့အုံတော့အဲ့ဒါတွေရအောင်ဘာတွေဖြစ်နေလဲမထင်မှတ်နိုင်တဲ့ဟိုကသူ့မှာအများကြီးရှိကြီးရဲ့ဓာတ်တွေကိုမြင်နေအခုလက်ရှိ ဒိုင်းနာကောင်းကောင်းဆောင်တပုံးကျော်တို့လည်းပါအဲ့ဒီမှာမြို့ဟိုကောင်းလေးလာတဲ့ကောင်းလေးအကူလုံးနောက်ပြန်လှည့်သွားတယ်ဟုတ်ပါတော့နောက်ပြန်လှည့်သွားတယ်အဲအဲ့ဒါမျိုးဖြစ်သွားတယ်အနောက်ဆုံးနင့်နာကြီးနဲ့တောင်းမယ်ဆိုလို့ရှိလို့ချင်းအဲ့ဒါကြီးကိုပြတ်တဲ့လူကဘယ်နဲ့ရှိပြီလဲအဲ့တော့တနည်းကိုဒေါ်လာဘယ်လောက်နဲ့ဆိုပြီးတော့ဆိုလို့ရှိချင်းတော့မမင်းဒီဟိုအေးပါထားလိုက်ပါဒီလောက်ဆိုပြီးဒီလာလဲသွားပြီအဲ့တော့အဲ့ဒါတွေကိုဟိုတပုံးကျော်တို့ချုပ်တိုင်းနာကောင်းဆောင်ကုန်လုံးထုတ်မပြောပြီပဲသိတယ်ထုတ်မပြောပြီပဲနားလဲပြောင်းစမ်းကြည့်ရဲ့ scale ပြောင်းစမ်းကြည့်ရဲ့ဘူးတော့ဒါတော့ဒီနေ့အာ ပါတီရဲ့အမြင်ပေါ့နော်အာဗိုလ်ချုပ်တာပုံးကျော်ဒေါန်ဆန်းစွတ်ကြည်အပေါ်မှာသူကိုနိုင်လဲဘလောက်ထိလေးစားလဲတံပိုးထားလဲဆိုတာကိုကျွန်တော်တို့အားလုံးပြရမှာဖြစ်တယ်။ပြီးတော့ပြည်သူလူထုနဲ့အတူတူရက်တည်နေတယ်ဆိုတာကိုလည်းပြတ်သားလိုက်တဲ့စစ်ကောင်းဆောင်တဦးဖြစ်ပါတယ်။ဒါကြောင့်အာကျွန်တော်တို့ဒါပေါ့နော်ဒါကျွန်တော်တို့လည်းဒါလေးစားတူယူနေရတဲ့လက်ရှိပေါ့နော် အတော်လိုင်းတော့ကျွန်တော်တို့တိုင်းသားခေါင်းဆောင်နေမှုအခုလိုမျိုးပြည်သူလူထုရဲ့ယက်တီတဲ့အတွက်လဲကျွန်တော်တို့အရန်ကိုဝမ်းသာကုန်ယူရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နဲ့ party နဲ့ဆက်ပြီးတော့စနေတိုင်းပြန်ရမကိစ္စတွေအများကြီးရှိပါတယ်။ဆက်ပြီးတော့ဆောင်ကြည့်ပေးဖို့လဲကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျာ။